hello မြန်မာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality မှာ copy paste တွေအများကြီးထိပ်ပြီးမှကျွန်တော်ရှင်မှာ subs လာအတောစာကိုဒီဥစားပြန်ပြီးမှစင်းအောင်ဘယ်လိုလှောက်ဆောင်သွားရမလဲ facebook team ကိုဘယ်လို request တွေပြတင်ပြီးသွားရမလဲဆိုပြီးဒီ video မှာအလုပ်အသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်အရင်ဆုံးကျွန်တော်တစ်ချက်ပြောကြည့်မယ်ဆိုလို့ရှိရင် page ရဲ့ recommendation အပိုင်းမှာဆိုရင် start ချက်ချက်ကဖြစ်မှာ your page broken sam rule ဆိုပြီးပြတယ်အခုလိုမျိုး star ကြက်ချက်ပြတော့ခဲ့ပြီဆိုရင်တော့ဒီ page မှာ post အသေး content အသေး blog ဝင်တင်တင်လူအများစုမရောက်ပင်နဲ့ဒီ page မှာရှိတဲ့ follower အနည်း possible ရောက်တဲ့အတွက်ကြောင့် rich engagement ကြာတော့ခဲ့တယ်အကယ်လို့ဒီ star က count တော့ခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော် page မှာတင်လိုက်တဲ့ post content တွေက page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတဲ့ ဒီ fish နဲ့ follower မဖြစ်သေးတဲ့လူအစ်စ်စီကိုလည်း Facebook က suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အစ်စ်တွေတိုးပြီးလာတယ်။အဲ့အတွက်ဒီ user လည်းပြန်ကောင်းအောင်ဆိုမှ request view ဒီဗီဒီယိုမှာပဲအားလုံးလှုပ်ဆောင်သွားပါမယ်။အဲ့အတွက်ကျွန်တော်အရင်ဆုံးသွားမှာတော့ကျွန်တော်ဒီ page quality မှာ straight အများကြီးထိတဲ့ဥစ္စာကို request view တင်ဖို့တင်ပြီး step by step လုပ်ပြီးကျွန်တော်ပြပြပေးမယ်။ request view မတင်ခင်ဘာတွေလှုပ်ဆောင်သွားရလဲဆိုကျွန်တော်ဒီမှာချက်ပြပေးပါမယ်။ request view မတင်ခင်ကျွန်တော် page ကိုအရင်ဆုံးစစ်ဆေးရတယ်။အကယ်လို့ကျွန်တော် page က copy post copy content နောက်ခံတခြင်းတမမွေ violation content နဲ့ပတ်သက်ပြီးတင်ထားရဆိုရင်အဲ့ဒီ content လေးအားလုံးဖြတ်မယ်အားလုံးဖြတ်လို့ပြီးသားခဲ့ပြီဆိုလို့ရှိရင်တော့ကိုယ်ပိုင် content genuine content ပဲတင်ထားရဆိုရင်ပြီးရင်ကျွန်တော် default တစ်ချက်လာပြီးမှ helen support တစ်ချက်ပြန်နေမယ်ပြီးလို့ရှိရင် support inbox တစ်ချက်ပြန်သွားမယ်ပြီးရင် you are alert တစ်ချက်ထောက်တော့မှကျွန်တော်ဒီနေရာမှာ error လေးရှိတယ်ဒီနေရာမှာ corporate copy post လေးရှိရဆိုရင်အဲ့ဒီ post manager များအားလုံးဖြတ်လို့ပြီးသားခဲ့ပြီဆိုရင်ဒီ page မှာ current post တင်တဲ့ admin ပေါ့နော်ကျွန်တော်နံပါတ်ချက်ဒီမှာဆိုရင်ဒီ admin နဲ့တင်တဲ့အတွက်ကြောင့်ဒီ page က ထိသွားခဲ့တဲ့ဆိုရင်ဒီ page မှာတန်ရှင်းတဲ့အခြား admin အစ်စ်ခံပြီးမှဒီ admin ကိုဒီ page ကထုတ်ပြီးမှအဲ့ဒီ admin အစ်စ်နဲ့ဒီ page မှာ post တင်တာ9ရက်6ရက်10ရက်လောက်ရှိသွားခဲ့ပြီးတင်တဲ့ post content နဲ့ original post content နဲ့တင်သွားတဲ့ ပြီးလို့ရှိရင် lunch တွင်းပါညာလူတော့ဆိုပို့ပြီးအဆင်ပြေတာပေါ့နော်အဲ့လိုမှမဟုတ်ပဲဗီဒီယိုတွေဒါမှမဟုတ် content တွေတခြားလေးစစ်ပြီးတင်သွားတယ် original content တင်သွားတယ်ဆိုမှအဲ့ဒါမှကျွန်တော် request ပြီးတင်လို့ရတယ်ဒီ page ကကျွန်တော်အနေနဲ့တခြားစစ်ပြီးတခြားလောက်ဆောင်ပြီးပြီး page owner လည်းတခြားပြောပြပြီးပြီးဖြစ်တဲ့အတွက်ကြောင့်မို့ request ပြီးတင်ဖို့ဒီနေ့ကိုကျွန်တော်တစ်ချက်ပြောပြပေးပါမယ်အဲ့အတွက်ကျွန်တော်တို့ request ပြီးတင်ဖို့ဆိုရင်ကျွန်တော်ဒီ page တစ်ချက်လာပြီးမှကျွန်တော်ဒီ form တစ်ချက်နေပြီးတော်လိုက်ပါမယ်ဒီဥစ္စာကျွန်တော် corporate affiliate form ဆိုတဲ့ဥစ္စာကျွန်တော် page မှာအခုဆိုရင် corporate strategy လေးတွေအများကြီး ထိထားတဲ့အတွက်ကြောင့်ပစ်ကအခမ်းအသင် suspended ဖြစ်တော့ဖို့နိုင်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီမှာဆိုတစ်ချက်ချင်းပါဆိုမော်ရှင်အပိုင်းမှာ suspended ဖြစ်နေတယ် pitch risk အပိုင်းမှာ suspended ဖြစ်နေတယ်အခမ်းအသင်ဒီ pitch ကဒီနာ pitch is at risk ဆိုတဲ့နေရာမှာ pitch suspended ဖြစ်တော့ဖို့နိုင်တဲ့အတွက်ကြောင့်ဒီဥစ္စာတေချာလေး request ပြုတင်ရပါမယ်အတွက်ကြောင့်ဒီဖက်တစ်ချက်လာပြီးစဉ်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်မှာဒီ pitch name တစ်ချက် copy ကူပြီးထည့်တော့ပါမယ် pitch name လေးရတယ် pitch ရဲ့ user name နဲ့ရပါတယ်ခင်ဗျာနော် ပြီးရင်တော့ကျွန်တော်လက်ရှိသုံးနေတဲ့ email တခုကျွန်တော်ထည့်သွားလိုက်ပါမယ်ဟုတ်ပါမလားအဲ့ဒီ email ကျွန်တော်သုံးတာကျွန်တော်မှဒီ Facebook account အရင်များတော့ email လည်းအရင်များတော့ဗောနဲ့အတွက်ကျွန်တော်တခြားလေးစစ်စစ်ရပါတယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်ဒီ email သုံးနေမှန်ကန်တယ်ပြီးရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးမှကျွန်တော်ဒီမှာဆွေးနေတော့ ျွန်တော်ရဲ့ page ရဲ့ url link ဖြစ်ပြီး user name ဖြစ်ပြီး copy ကူပြီးမှကျွန်တော်ဒီမှာတစ်ချက်ထည့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ amazon affiliate နဲ့ server ထည့်သွားမယ်အတွက်ကြောင့်အဲ့အတွက်ကျွန်တော်ဒီမှာ server လေးနဲ့ကျွန်တော်လုပ်ထားတဲ့ဥစ္စာတော့ရှိတယ်ခင်ဗျာပေါ့နော်ကျွန်တော်ဒီမှာဒီ server ထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီ page ရဲ့နာမည်ပါညာအလုံးထည့်သွားမယ်အတွက်ကြောင့် page နာမည်အင်ဆိုကျွန်တော် check copy ကူမယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီ page your name ဆိုတဲ့နေရာမှာကျွန်တော် page name ထည့်မယ် ကျွန်တော်ပစ်နာမည်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုကျွန်တော် Facebook account နာမည်ထည့်မယ်အတွက်ကြောင့်ကျွန်တော် affiliate တင်မယ် admin ရဲ့နာမည်ထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်တစ်ချက်ထည့်သွားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ user လေးကျွန်တော် test set ထည့်လုပ်ပြီးသွားလိုက်ပါမယ်အခုလိုမျိုးကျွန်တော်လုပ်လို့ပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ page ရဲ့ link ကျွန်တော်တစ်ချက်ထည့်မယ်အတွက်ကြောင့်ဒီ owner လေးမှာကျွန်တော်ဒီမှာပြန်မှာ page l i n k page link ဆိုပြီးရိုက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်အခုနကတော့ကျွန်တော်ဒီမှာ page link page လို့ထားအောင်ဆက်တယ်ဒီ page link တစ်ချက်ပြန် copy ကူးမယ်ပြီးလို့ရှိရင်အခုနကနဲ့တစ်ချက်ပြန်သွားပြီးမှဒီမှာ page link page လို့ထည့်ပြီးမှဒီဥစ္စာအားလုံးကျွန်တော်တစ်ချက် copy ကူးပြီးသွားပါမယ် copy ကူးပြီးစင်တော့ကျွန်တော်ဒီမှာစင်ဒီ quality လေးမှတစ်ချက် page လုပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဘက်မှာဒီ page quality အနေနဲ့ဖြစ်တဲ့ screen shot ထည့်မယ်အတွက်ကြောင့်မို့ကျွန်တော်ဒီ owner တော်မှာဒီခြုံကို file ဆိုတစ်ချက်နှိပ်မယ်ကျွန်တော်တို့ screen shot ဆွဲထားပြီးတဲ့ရှိတဲ့အတွက်ကြောင့်မို့တစ်ချက်တည်းကျွန်တော်ထည့်လိုက်ပါမယ် အားလုံးထည့်လို့ပြီးသားခဲ့ပြီဆိုရင်ကျွန်တော်ဒီဖက်ကနေ send ဆိုတဲ့ navy မှာ request ဆက်ပြုတင်မယ်ပြီးလို့ရှိရင်ကျွန်တော်အခုနထည့်လိုက်တဲ့ gmail မှာ code ရှစ်လုံးကြမယ်တို့ကြောင့်အဲ့ဒီ code ရှစ်လုံးကျွန်တော်တစ်ချက် copy ကူပြီးထည့်သွားမယ်အဲ့အတွက်ကျွန်တော်ဒီဥစ္စာကို refresh လုပ်ပြီးသွားမယ်ကျွန်တော်ဒီ apple zone မှာကြလိုက်ပြီဆိုရင်တစ်ချက်နေမယ်ပြီးလို့ရှိရင်လည်းကျွန်တော်ဒီ code လေးကိုကျွန်တော်တစ်ချက် copy ကူရပါမယ်ပြီးရင်ကျွန်တော်ဒီ column မှာတစ်ချက်ပြန်ဖိပြီးမှကျွန်တော် confirm ဆိုတဲ့ချက်နှိပ်ပြီးသွားမယ်ဆိုရင်ကျွန်တော်ဒီမှာ I'm not robot to verify တစ်ချက်ပြန်လုပ်ရမယ်အတွက်ကြောင့်ဒီမှာ taxi ဆိုရင်ကျွန်တော်ဒီ၃ခုကိုကျွန်တော်တစ်ချက်ရွေးပြီးမှ verify နိုင်မယ်။ amount ချစ်လက်ပြပြီးဆိုရင်အောက်ကနေ submit ဆိုပြီးနေပြီးသွားမယ်။ကျွန်တော်ဒီနေရာမှာ process အနည်းငယ်လေးကြာမယ်။အချင်းအနည်းငယ်လေးစောင့်ပြရပါမယ်။ချက်ချင်းကျွန်တော်ထွက်သွားလို့မရအောင်နော်။ချက်ချင်းထွက်သွားမယ်ဆိုရင် Facebook team ထဲကိုမရောက်ပါဘူးခင်ဗျာနော်။ Facebook team ဝန်ထမ်း AI တွေသူတို့အလုပ်လုပ်နေဥစ္စာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အဖက်ကချက်ချင်းထွက်လို့မရအောင်။အခုလိုမျိုးပြသွားခဲ့ပြီးဆိုရင် from submit successfully ဆိုသူတို့ရဲ့ review ထောက်ရောက်သွားခဲ့ပြီးအတွက်ကြောင့်သူတို့သူတို့ system ေးလိုက်ပါမယ်ပြီးလို့ရှိရင်သူတို့ check in လုပ်ပြီးမှကျွန်တော်တို့ရဲ့ email မှာ response လုပ်ပြီးလာမယ်အဲ့တော့ကျွန်တော် okay တစ်ချက်နေပြီးတော်လိုက်ပါမယ်ဒါကြတော့ပထမ step နေနဲ့ပြီးတော့ခဲ့ပြီဆိုရင်ဒုတိယ step နေနဲ့ကျွန်တော်ဒီနေ့တစ်ချက်လာပြီးမှကျွန်တော်ဒီ option နေနဲ့ဆင်းတော့မယ်ဒီစာတွေအားလုံးဖတ်တော့လိုက်ရတဲ့ page ကဘာကြောင့်အခုလိုမျိုးဖြစ်တယ်ဆိုမှပေါ့နော်ဒီ page a fill from တစ်ချက်နေမယ်ပြန်ကြတော့အပေါ်ဆုံးမှာတော့ကျွန်တော်လက်ရှိသုံးနေတဲ့ email ကြောင့်တစ်ချက် copy ကူပြီးမှထည့်သွားရပါမယ် ကျွန်တော်ဘက်ကအင်တာနက်နည်းနည်းလေးနေကွေးမှုရှိတယ်လို့တိခံပြပါနော်ထင်တော့ထင်မှာဖြစ်ပါခဲ့ပြီးရင်ကျွန်တော်ဒီမှာဆိုရင်တော့ page ကဖြစ်တော့ page ကိုရေးမယ်ပြီးရင်ကျွန်တော်စာသားတော့အခုနဲ့စာသားပဲတစ်ချက်ပြန် copy ကူးပြီးမှထည့်သွားရပါမယ်မရသေးဘူးစာသားကပြန် copy ကူးရမယ်ပြီးရင်တော့ကျွန်တော် gmail နဲ့ဖြတ်ပြီးမှစာသားထည့်လိုက်မယ်ကျွန်တော်ဒီမှာနော်အားလုံးထည့်ပြီးပြီးရင်တော့ organized submit nebima polai pame dio kismas ne from semis successfully so to rope kan te cha se se bi ma chano input improve lo bi lam ma pyam se chano respond lo bi lam che pare dio sa prathama step dutiya step bi da ke bi na so setup kan chano request attribute niyam at cha ma chano page ka pa phit da le chano page niyam chano che to ma community standard violation da ma mo le chano di business at risk တို့တစ်ချက်ကိုပြီးကူပြီးမှကျွန်တော်တို့ဒီအပေါ်ဆုံးမှာထက်တော့မှာသူ subject ဆိုတော့ဆိုတော့ကျွန်တော် title ခေါင်းစဉ်လို့အတူတူပဲဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ဒီစာသားနေရာမှာလည်းဒီစာသားတစ်ခုပဲကျွန်တော် copy ကူပြီးထက်တော့ရပါမယ်ဒါကြတော့အဖက်ဖက်ကနေကျွန်တော်တို့ paper မှတ်တမ်းလေး Facebook တိမှနေမြင်မြင်ဆန်းဆန်းစစ်ဆေးပြပါတယ်ကျွန်တော်လူမျိုးကဘာမှာဖြစ်တဲ့ case တွေအများရှိတယ်လို့ကျွန်တော်တို့က response လုပ်ဖို့မနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဖက်ကနေဒီလိုမျိုး tag ခတ်တယ်လည်းလည်းပို့ပေးရပါတယ်ဒီအနည်းဆုံး၃နေရာနဲ့ကျွန်တော်ပို့ကိုပို့ရပါတယ်ပြီးရင်ကျွန်တော်အခုနောက်ပြောတဲ့ page quality အနည်းငယ်ဖြစ်တဲ့ screenshot Alan Telopida Kabise, Alcana to Chapian, Summit Navy Batolipame. Dikes Malay from Summit Successfully to General Pekka requested beauty in a lower Amita Kabi. A cool mutual request a beauty in Opida Kabis in a general Peshma Tinginet in Omiabal, page ရဲ့ policy facebook ရဲ့ policy နဲ့ live ဖက်တဲ့ content လေးတွေသူများ content ကို copy မလုပ်ဘဲနဲ့ကိုယ်ပိုင် video လုပ်မယ်ကိုယ်ပိုင် စာသားရေးမယ်ကိုယ်ပိုင် content fan tv မှာတင်တော့မယ် content တင်တဲ့ခါမှာလည်းဒီ facebook ကပြောထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီဒီရိုင်းစတဲ့စကားလုံး၊ကြမ်းတမ်းတဲ့စကားလုံး၊ညံ့ညံ့တဲ့စကားလုံးမျိုးတူတူတိုက်ခတ်တယ်၊ပုတ်ခတ်တယ်၊မကောင်းတဲ့အကြောင်းနဲ့ပတ်သက်တဲ့စကားလုံးတင်တော့လို့မရဘူး။ blacklist ပါ냐တင်တော့လို့မရဘူး။ငွေလွှဲ screenshot ပါ냐တင်တော့လို့မရဘူး။ပြီးလို့ရှိရင်ကျွန်တော်ဒီ account တွေတည်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးပြီးလို့ရှိရင်တွေးထက်တဲ့ဖြစ်တဲ့ဥစ္စာနဲ့ပတ်သက် သက်ပြီးတင်သွားလို့မရဘူးဒီလိုတော့တင်သွားလို့ရတယ်ဒါပေမဲ့တချို့ကျတော့တွေးထွက်တဲ့နဲ့ပတ်သက်ပြီးခုတ်တတ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးပြီးလို့ရှိရင်ကျလင်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးမှလည်းတင်သွားလို့မရပါဘူးခင်ဗျာနော်တချို့ကျတော့ရှိရဒီလိုမျိုးတက်ပုံတွေကကိုပိုင်တက်ပုံမဟုတ်ဘဲနဲ့သူများ page ကတက်ပုံတွေ အခြားဟိုဆက်ကတက်ပေါ်နေအလွယ်တကူ download ဆွဲလိုက်ပြီးမှ edit လုပ်ပဲ pitch မတင်ပြီးသားမဆိုင်ဒီ copyright content တတ်ပတ်ရခုပြမရှိပဲသူများ content ယူသုံးနေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က download ဆွဲလိုက်လို့ဆိုရင်လည်းပြန် edit လုပ်ပြီးတင်တော့ရတာပေါ့နော်ဒါကျတော့ဒီ page owner ကျွန်တော်ပြောတဲ့အတွက်ကြောင့်မို့ဒီ page owner အခြား whatsapp ကတက်ပေါ် download ဆွဲလိုက်ပြီးမှဒီ canvas software မှယူသွားပြီးမှဒီ color လေး engine chain နဲ့ crop panel လုပ်ပြီးမှဒီမှာဆိုသူစာသားရေးပြီးထည့်တယ်ပြီးလို့ရှိရင်သူဒီမှာဒီလိုလေး ဒီထည့်သွားခဲ့တယ်မသူ page နဲ့ live ဖြစ်တဲ့စာသား content branded ဘာညာ logo ဘာညာအလုံးထည့်သွားခဲ့ပြီးမှသူကလုတ်ပြီးသွားတယ်နောက်တစ်ခုကျတော့တချို့နားမလည်ရှိရမနော်ဒီ ကိုကိုတိုင်းဗီဒီယိုတစ်ခေါက်လုပ်လိုက်တယ်အဲ့ဒီဗီဒီယိုကျွန်တော်ဒီ page မှာလည်းတင်တယ်နောက်ထပ် page 3-4ခုရှိရဆိုလဲနောက်ထပ် page 3-4ခုမှာတော့ပြီးတင်တယ်ဆိုရင်အဲ့ဒါ violation ဖြစ်ပါတယ်တက်ပုံနဲ့ထုံနည်း၎င်းပဲပြောမစင်ပုံပြီးသွားတဲ့ content use လုပ်ပြီးသွားတဲ့ content တွေကိုပြန်သုံးလို့မရဘူးပြန်သုံးမစင်ရင်တော့ copyright content ဖြစ်ပါတယ်ခင်ဗျာနော်အဲ့တွဲဒီချိန်မှာသုံးပိုင်ခုရှိရနောက်ဒီချိန်ပြန်သုံးမစင် ပြန်ပြီး edit လုပ်ပါဒါမှမဟုတ်ပြန်မှာ edit တက်ပုံရိုက်ပြီးမှဒါမှမဟုတ် edit refresh ပါညာလုပ်ပြီးမှတင်သွားလို့ရပါတယ်ခင်ဗျာနော် ဒီနေ့ဒီမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်ဒီ page ကပြန်စိမ်းသွားခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော် second shot ရဲ့ဒီမှာကျွန်တော်တင်ပြီးတော့ပါမယ်ဒီ page တစ်ခုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်ကျွန်တော်ပြပေးမယ်ဒီ page တစ်ခုဆိုလို့ရှိရင်တော့ page မှာ straight လေးတွေ9ကျင်း8ကျင်းတော့ straight ဖြစ်ပြီးမှကျွန်တော်ရှင်မှာ service address ကအချင်းတို့အတွင်းမှာပဲ page ကလုံးဝစိမ်းသွားခဲ့တာပေါ့နော်ဒီ page owner လည်းကျေးဇူးတင်လို့ကိုကျေးဇူးတင်လို့ကိုမဆုံးပါဘူးဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် we restore your page ဆိုပြီးပြတာပေါ့ page ကလုံးဝ perfectly ကောင်းသွားခဲ့ပြီ rich english နဲ့တော်တော် ေးကိုကောင်းတော့ခဲ့ပါပြီအရှိအရှိမှလည်းကျွန်တော်ဗီဒီယိုအများကြီးတင်ထားပြီးတဲ့တစ်ချက်တော့ချိနိုင်ပါတယ်အကယ်လို့လူချင်းမင်းတို့အတွက်ဒီဗီဒီယိုအကျိုးဖြစ်စေတယ်ဆိုရင်တော့ like share ဘာညာလုပ်တော့လို့ရပါတယ်เนาะအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်